မိတ်ဆွေအားလုံးမင်္ဂလာပါလူကြီး YouTube Channel မှာကြိုဆိုပါရစေခင်ဗျမင်္ဂလာပါအဲပြောင်းဝုပင်အယိုးတွေနဲ့ပြောင်းဝုပင်အယိုး၆တွေနဲ့ဂျက်စကူနဲ့စိုက်ရင်ရနိုင်လားဆိုတော့သူကဟိုကောက်ရိုးမိုစိုက်မယ်ဟိဆိုလို့ရှိရင်ရတယ်နော်ပြောင်းဝုပင်ပင်စီပင်စီတွေနဲ့နော်ပင်စီတွေကိုနှုတ်နှုတ်စင်နှုတ်နှုတ်စင်လို့ချက်စကူနဲ့စိုက်မယ်ဆိုစိုက်လို့ရတယ်။သို့ပေမဲ့မိတ်ဆွေစိုက်မဲ့နေရာဒီ A ဘိုင်းဒေတာမှာရှိတဲ့ဟေးဆိုလို့ရှိရင် A ဘိုင်းဒေတာမှာစိုက်မယ်ဆိုတော့အဆင်မပြေနိုင်ဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲဒေတာကလည်း A ဘိုင်းဒေတာเนาะအဲပြီးလို့ရှိရင်ယာဒီကလည်း a a ရဲ့ယာတိဖြစ်တော့မယ်เนาะစောင်းရတိဆို a ရဲ့ယာတိဖြစ်တော့မယ်ဒါကြောင့်မို့လို့ခုန a ဘိုင်းဒေတာတွေမှာစိုက်မယ်ဆိုရင်တော့အဆင်မပြေဘူးကြံတဲ့ခုနကတော့ပြောင်းဥထွက်တဲ့မြန်မာနိုင်ငံမှာပြောင်းဥထွက်တဲ့ဒေတာတွေအဲဒီအဲဟိုဟာများသောအားဖြင့် တောင်းကြီးရှိမယ်နော်အဲရှမ်းပြည်ပဲတချမ်းရှိမယ်ဗျာနောက်ကယားပဲတချမ်းရှိတယ်ဗျာပြီးလို့ရှိရင်အဲနေပြည်တော်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်အေယာဝီတိုင်းရှိတယ်နော်စသဖြင့်ပေါ့အဲ့တော့အေယာဝီတိုင်းနဲ့နေပြည်တော်လိုနေရာမျိုးစီစိုက်လို့ရတယ်နော်စိုက်လို့ရတယ်ဒါပေမဲ့ခုနကလို့အေးမဲ့နေရာရှမ်းပြည်တချောသည်အဆင်မပြေနိုင်ဘူးနော် အစင်ပြောင်ဆိုင်မယ်ဗျာဆိုလို့ရှိရင်တော့အစင်ပြောင်ဆိုင်လို့ရတယ်เนาะဆိုင်လို့ရတယ်နေရှိတယ်ဒါနဲ့အပြင်ဘက်အကူကြီးပစ္စည်းတွေထည့်ရတော့မှာ boiler boiler စနစ်တွေနောက်တော့ကအခြားပေါ်ဗျာအပူရမဲ့နီးစနစ်မှန်သမျှဒီကျွန်တော်တို့ကထည့်ပေးရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုမိတ်ဆွေဆိုင်မဲ့မှုသည်ခေါင်ယုံမှုခေါင်ယုံမှုသည်အပူပိုင်းမှုအုပ်စုတွေမှာပါတယ်အပူပိုင်းမှုအုပ်စုတွေမှာပါတယ်เนาะအဲ့တော့သူကပူမှထွက်မှာမှုကပူမှထွက်မှာတို့ပဲမဲ့မိတ်ဆွေဆိုင်မဲ့နေရာသည်အေးပိုင်းဒေတာဖြစ်တယ်ဒေတာလည်းအေးပိုင်းစောင်းတွင်းလည်း ရာသီကလည်းဆောင်းတွင်းမှာအေးဆိုလို့ရှိရင်တော့မိတ်ဆွေမှုထွက်ဖို့အဆင်မပြေဘူးเนาะအဲဒါရိုက်ဒါလေးကိုတစ်ချက်သိထားဖို့လိုတယ်เนาะအဲအဲ့ဒါမှကျွန်တော်တို့ကရှေ့ဆက်သွားလို့ရမှာအဲ့တော့အပူပိုင်းဒေသမှာစိုက်မယ်ဆိုရင်တော့ရတယ်เนาะအဲဒီမှာအောက်ကနေပြီးတော့ဟိုနွားချီပါပါပါခင်ခင်ပြီးလို့ရှိရင်တာအေးတဲ့ရက်တွေဆိုလို့ရှိရင်ချက်ချီခင်းလို့ရတယ်เนาะချက်ချီခင်းအပူဓာတ်များမဲ့ပစ္စည်းမှန်များသည့်ထဲ့ဝင်ထဲ့သွင်းသုံးဆွဲလို့ရတယ်။ဒါ့ပေမဲ့ငုံချီထည့်မယ်ဆိုတော့ဒါအနံ့ ော်ငုံရှိကြတော့ပူတာတော့မှန်တယ်တို့ပေမဲ့ဒါအနိုင်အိုက်အနိုင်ရုံမခံနိုင်ဘူးမှုတွေမှာပါသွားဆွဲတာကြက်ချီကတိတ်မဆွဲဘူးနော်မှုမှာသူအောက်ချီအောက်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 မှာခင်းလာနှစ်အိလောက်ဟိုတရင်ခွဲတခါလေးကြက်လို့ရှင်ဒါအေးတဲ့ရဲဆိုတရင်ခွဲနှစ်အိလောက်ခင်းရတယ်ဘာလို့လဲဆိုကြက်ချီကလည်းကြက်ချီအသားကြီးပဲမဟုတ်ဘူးဖွဲတွေရောထားတော့အပူကတိတ်မထွက်ဘူးနော်အဲအဲ့လိုပြဿနာလေးကြီးတော့ကြည့်ပြီးရှောင်ပေါ့ဗျာနော်အဲကိုဝယ်တဲ့ကြက်ချီကအသားလားအဖွဲများတာလားဖွဲများတယ်ဆိုတော့ပုံခင်းရမှာပေါ့အဲဒါဆိုတော့အပုံက အပေါ်ကမျက်နှာပြင်မြင့်မြင့်သွားမှာပေါ့ဆိုလိုချင်တာလေအဲ့တော့အပူပိုင်းဒေတာမှာဆိုရင်စိုက်ပါစိုက်လို့ရတယ်အေးပိုင်းဒေတာမှာဆိုရင်စိုက်လို့မရပါဘူးကျေးဇူးတင်ပါတယ်မင်္ဂလာပါဒီနေ့ညတော့ပြီးပြန်လေလို့နည်းနည်းလေးသင်ကြီးခံပြီးကြည့်ပေးကြတော့ကောင်းမှုစိုက်တာငားမြောင်းနေမှာတဲ့နော် သူလျောင်းလေတဲ့လဲတဲ့အချိန်မှာအဲကွက်တီကွက်ကြမှုမြင်နေကွက်တီကွက်ကြဖြစ်နေတယ်တဲ့ဆိုတော့ဒါကတော့ဖြစ်တတ်ပါတယ်နော်ဖြစ်တတ်တယ် ကျွန်တော်တို့ကမှုကော်ယုံမှုစဆိုင်ပြီးပထမရက်ကတည်းကတည်းကစပြီးတော့ငားရမြောင်းနေ့အထိဒီမှုပေါင်းကိုကျွန်တော်ဖွင့်မဖွင့်ရအောင်ဒီထဲပိတ်ထားရတာเนาะအဲ့ဒီအဲ့ဒီအချိန်မှာလာမှတော့ထိတွေ့ကြိုင်တယ်ဒါမလုပ်အောင်ဒါကတော့သူလောက်ရမယ်နီးစနစ်ပေါ့ဗျာเนาะဒီလုပ်ငန်းစဉ်ကအဲ့တော့အဲ့ဒီတရက်နေ့ရတဲ့ငားရမြောင်းနေ့အထိအဲဒီမှုမြေပေါင်းထဲမှာ ဖြစ်ပေါ်နေတဲ့ gas တွေပေါ့နော် gas တွေ gas တွေဖြစ်ပေါ်နေတာရှိအဲ့ gas တွေကိုကျွန်တော်တို့ကထုတ်ပေးရထုတ်ပေးရပြီးလို့ရှိရင်အပြန်ဒီလေဟီသစ်ထည့်ပေးရမယ်နော်ဒါမှ အတွင်းထဲကပိုပေါင်းသည်သူကအပူချိန်ဆိုတိုင်းစားမျှတမှုရှိမှာတို့ပေမဲ့အဲ့ဒီကာလမှာမိုတာရွာနေတယ်မိုတာရွာနေတယ်အဲမှုပေါင်းကမှုပေါင်းရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ပတ်ဝန်းကျင်လေလူထဲမှာဒါမွာချာတွေများနေတယ်အေးတဲ့တွေများနေတယ်ဆိုလို့ရှိရင်အဲ့မှုပေါင်းကိုဆက်ပြီးပိတ်ထား ပိတ်ထားလို့ရတယ်နော်အပူတက်လုံလောက်မှရှိလို့ရှိရင်ဆက်နောက်ထပ်နှစ်ရက်လောက်ဆက်ပြီးပိတ်ထားလိုက်နော်အဲ့နှစ်ရက်လောက်ဆက်ပိတ်ထားလိုက်ရသေးတယ်နော်နှစ်ရက်သုံးရက်လောက်ပိတ်ထားလိုက်ပြီးပြီဆိုတော့မှကျွန်တော်တို့ပြန်ဖွင့်နော်ဒါပေမဲ့အဲ့ဒီမိုးပေါင်းကိုရေမြုပ်သွားတယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းစဉ်တွေဘာတစ်ခုမှလုပ်လို့မရတော့ဘူးကျွန်တော်ပြောတာကခုနကတော့ပိတ်ထားပါဆိုတော့ကရေမမြုပ်ခင်အတိုင်းဒါနော်ဒီမျိုးခင်တိုင်းတမှာလေလူထဲမှာမွာချာတွေများနေတယ်ဆိုလို့ရှိရင်မဖွင့်ပဲပိတ်ထားလို့ရတယ်เนาะထပ်ပြီးပိတ်ထားလိုက် အဲ့ငန်းမြောင်းနေမှာတော့ဖွင့်ပြီးတော့နေပါကြည်လိုက်ပါဗျာကြည်ပြီးတော့ခြေနေမကောင်းဆိုရင်ပြန်ပိတ်လိုက်နော်နေရသုံးလောက်ပြန်ပိတ်ထားလိုက်ရတယ်မှုထွက်နှုံးတော့နောက်ကျသွားတယ်မှုထွက်တဲ့ထွက်နှုံးကတော့နည်းနည်းကျသွားလိမ့်မယ်နော်အဲငါးပိတ်သားလောက်ထွက်ရမယ်ဟာမှာထားပါတော့သုံးပိတ်သားဝင်းကျင်လောက်ပဲထွက်ရမယ်အနေထားဖြစ်လိမ့်ဖြစ်လိမ့်မယ်သို့ပေမဲ့အဲ့ဒီမှုပေါင်းဒီထွက်ပေးပါလိမ့်မယ်နော်အဲ့တော့ဒီကွက်တီကွက်ကြဖြစ်တယ်ဆိုတာကမှုပေါင်းထဲမှာ အပူချိန်နဲ့ဆိုတိုင်းစာမညီမျှလို့ရှင်ဖြစ်တတ်တဲ့သဘောသဘာဝနောက်တစ်ချက်ဒီအပူချိန်နဲ့ဆိုတိုင်းစာကတော့ကောင်းနေတယ်တို့ပြန်ကုံညမ်းမကောင်းဘူးဥပမာနွားချီကမလက်ဆက်ဘူးပေါ့နွားချီမှာမြေကြီးအရောတွေပါနေတယ်ပေါ့စသဖြင့်ပေါ့အဲအဲ့လိုမျိုးကုံညမ်းမလက်ဆက်ဘူးဆိုလို့ရှင်လေဒီပြဿနာတက်တက်တယ်နောက်တစ်ခါအဲ့လိုမျိုးပြဿနာတွေမှာကုံညမ်းမလက်ဆက်ဘူးဆိုရင်နွားချီနဲ့စိုက်တယ်ကုံညမ်းမလက်ဆက်တဲ့ပြဿနာပါလဲဆိုຫມို့ရိုင်းတွေပါထွက်တတ်တယ်เนาะအဲအဲ့ဒါလေးပါသူကတခါတည်းတွဲပြီးပါပြီလေလူမျိုးຫມုံမြင်ကွက်တိကွက်ကြဖြစ်နေရင်အဲ ပြဿနာတခုတည်းတည်းမဟုတ်ဘဲနဲ့မှုရိုင်းနေပါတယ်တဲ့နောက်တစ်ချက်ဒီပါလဲဆိုလို့ရှိရင်မှုမျိုးပေါ့မှုမျိုးရင့်နေတဲ့ဟာတွေစိုက်မယ်ဆိုလို့ရှိရင်လည်းဒီလိုပြဿနာကြီးတက်တယ်တဲ့နော်အဲအဲ့ဒါတော့ကိုစိုက်တဲ့အဲဟိုကိုစိုက်တဲ့အချိန်မှာဘာပြဿနာဖြစ်ပေါ်နိုင်လဲဆိုတော့ခုနကကျွန်တော်ပြောတဲ့၃ချက်တည်းရတယ်တစ်ချက်တော့ညှိပါလိမ့်မယ်နော်ကျေးဇူးတင်ပါတယ်